ရန်ကုန်ကအမျိုးသမီးတွေကိူးဆိုင်ကြဖို့ကိုတွေ့တောက်ဖနှက်နဲ့အသက်လူပြေခဲ့ရတဲ့အကြောင်းပြပြလာတဲ့အဆိုရံတွေဦးမိင္နာပါပရိသတ်ကြီးတို့ရဲ့လက်တလုံးမှာတော့လူပြောက်တွေအရန်ကိုများနေပြီးဘသူမှတိောက်တဲ့သွားဖို့မသိတော်တော့တလို့အားလုံးပဲသတိရှိကြဖို့အဆိုရံတွေဦးကသူကိုတွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်တစ်ခုကိုအခုလိုပြပြခဲ့တာပဲဖြစ်ပါအစရံမျိုးကတော့ရန်ကုန်ကအမျိုးသမီးတွေဂယူဆိုင်ကြဖို့ကိုသူမအဖြစ်ပြက်ကိုပြောပြပြီးတတိပေးလာခဲ့ပါတယ်။မျိုးကတော့လွန်ခဲ့တဲ့ရက်တွေက အင်းရမြိုင်လမ်းပတ်မှာသူမကြုံတွေ့ခဲ့ရတာပါဒါကတော့ရေဦးကောက်လမ်းထိပ်မှာရပ်ထားတာကြောင့်လမ်းကြားတွေကနေရှင်လင်းလျှောက်လာခဲ့တာပါအဲဒီချိန်မှာသူမဘေးကိုမှန်အမဲအပြည့်ကတ်ထားတဲ့ပေါင်ပေါက်လိုကားတစ်စီးကရုတ်တရက်ဆွတ်လို့ရလိုက်တယ်လို့ပြောပါအစာပိုင်းမှာတော့သူမကကြောင်သွားပြီးအတွင်းဝင်နေချိန်မှာကားဘက်ပြန်ဆုတ်လာတဲ့မိကိုမြင်လိုက်ရချင်း အနည်းငယ်ကြုံတော့မယ်ဆိုရင်အတိအုံနောက်တဲဝင်လာပြီးစီးလာရဲ့တောက်ဖက်ပါလာတာအသက်လွတ်ပြီးနောက်ပြန်လှည့်ပြေးခဲ့ရတယ်လို့နှွေဦးကပြောပြလာပါတယ်။ကားနောက်ဆုတ်လာတဲ့ပုံကပါကင်ထိုးမဲ့ပုံစံလည်းမဟုတ်တလို့ဘေးနားမှာလူသွားလူလာလည်းမရှိရကြောင့်သူမကဘာမှဆက်မတွေ့တော့ဘဲကားရှိရာသို့နောက်ပြန်လှည့်ပြေးခဲ့တာပါ။အဲ့လိုနဲ့ကားပေါ်ရောက်ချိန်ပြန်ကြည့်လိုက်ချိန်မှာအဆိုပါကားဟာသူမပြေးတဲ့လမ်းထိပ်ကိုပြန်လှည့်လာတာတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ အဆိုပါနေရာမှာလူသူမရှိသလိုကားမရှိတဲ့မိန်းကလေးသာဆိုဘလို့ပေပုံဖြည့်ရှင်းကြမလဲလို့စိုးရင်စွာနဲ့မိခွန်းထုတ်ခဲ့ပါဒီလိုနဲ့ကားပေါ်ပြန်ရောက်ချိန်မှာတော့သူမဟာကြောက်လွန်းလို့ပြေးလာရင်အချိန်ကြောင့်ဒူးရှောင်ပြီးငိုယုံနေခဲ့ပါတယ်လို့ဆိုပါတယ်။တကယ်လို့သာသူမလို့ကားမပါတဲ့သူနဲ့သတိလက်လွတ်နေမိရဲ့သူဆိုရင်တော့မတွေ့ရကြပါပဲ။အခုလက်တလုံးမှာလည်းဆယ်ကျော်သက်မိန်းကလေးတတော်များများပျောက်လာတာကိုလည်းခက်စိတ်စိတ်မြင်လာရပြီးအခုလိုဘလောက်များကြုံနေကြရပြီလဲမတွေ့ရကြပါပဲ။ အခုလိုဖြစ်ရမျိုးကြုံရရင်သတိထားပြီးလွတ်ရသားပြေးကြပါဒါကတော့တတော်များများလက်တလောကြုံနေရတာဖြစ်ပြီးတချို့ကတော့ဟိုတယ်လောကဆိုင်ကဝင်တဲ့ယောက်ျားလေးတွေလည်းကြုံပူတယ်ဆိုင်ပိတ်ပြီးချိန်သူတို့နှစ်ယောက်မုတ်သွားဝင်တော့အာဖက်တစီလမ်းပိတ်ထိုးရက်ပြီးထထောင်မမောက်ယောက်ျားလေးလေးယောက်ဆင်းလာပြီးသူတို့နှစ်ယောက်ကိုဝိုင်းဆွဲတာကံကောင်းလို့မပါသွားဘူးတယောက်ကထိုးခံလိုက်ရတယ်လို့ဆိုပါတယ်နောက်တူဦးကတော့ကိုလေးကြုံပူတယ် နေလဲပတ်ကြီးပဲမြင်းဒီကောင်ကနေဈေးဝယ်ပြန်လာတာတယောက်ထဲကားလန်ကူးဖို့လမ်းရှောင်စောင့်နေအောင်အမေရောင်ပေါမောက်ကားလိုမျိုးကိုရှိကိုရက်လာပြီးဘယ်သွားမလို့လဲမေးတာအချိန်မှလူကြီးက၄ယောက်ကိုမှစစ်လိမ်တွေတောင်းနေကြတာအဲ့ချိန်ကားပေါ်ကသာဆင်းလာပြီးခေါ်သွားရင်သွားပြီမလုံးမချုံဝစ်ထားလည်းမဟုတ်ပါဘူးကိုကခနာကိုတတိလေးနဲ့ပြန်ကုခံနိုင်မှာမဟုတ်ဘူးကို့ကြောင်ဝင်းတဲ့ကိုမနေ့ပြန်ပြေးလာရတယ်အနောက်လဲလဲမကြည့်ဘူးကြောင်လုံးတော့အိန္ဒိကစပြီးအပြင်တယောက်ထဲကိုမသွားရည်တာဒါတော်ကိုနီယာဆိုင်မြို့နယ်အိယကန်အနီးမှာပါ ဒါကြောင့်အကောင်အစစရရအသွားအလာဂိူးဆိုင်ကြပါလို့ပြောလာခဲ့တာပဲဖြစ်ပါတယ်။အခုလိုဖြစ်ရမျိုးခုကြည့်နေတဲ့သူတွေရောကြုံပူကြလားမိမိရဲ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။အဆောင်ထိကြည့်ပင်လို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ဒီကနေ့မှာပဲတူမချင်ရတဲ့အမျိုးသားလေးနဲ့လက်ထပ်သွားကြအောင်ပုံနဲ့တကွာချပြလာတဲ့ရင်ချင်းသက်အမွားအီအီငိမ့်မင်္ဂလာပါပရိသတ်ကြီးတို့ရင်မြန်မာနိုင်ငံရဲ့အမှုပညာလောကမှာပြက်ကြိန်ပိုစတာခစ်ရှိခဲ့ပါတယ် အဲလိုပြက်ကလင်ပိုစတာရိုက်ကူးမှုတွေတဲကနေအမှုပညာနယ်ပယ်ကိုရောက်လာကြတဲ့အမှုပညာရှင်တွေများစွာရှိခဲ့သလိုအောင်မြင်မှုတွေမေးမိန်ကအမှုပညာနယ်ပယ်နဲ့ကင်းကွာသွားတဲ့သူတွေနဲ့မနေမနောကိုရှိနေပါ යි အဲဒီအမှုပညာနဲ့ကင်းကွာသွားသူတွေထဲမှာအေအင်းငိမ့်နဲ့အီအင်းငိမ့်တို့ယဉ်ကျေးဆက်အမွားညီမနှစ်ယောက်လည်းပါပါ යි တို့ညီမမြောက်ကတော့1992ခုနှစ်အောက်ကလ၄ရက်နေ့ကဘီလင်းမြို့မှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ရင်ချင်းဆက်အမွာဖြစ်တာကြောင့်ခွဲစိတ်မှုခံယူရပြီးအကြီးမားဆုံးခွဲစိတ်မှုကိုအောင်မြင်စွာခွဲစိတ်ကုသနိုင်ခဲ့ရပဲ ဖြစ်ပါတယ်။ရင်ချင်းဆက်အမွာကိုမြန်မာနိုင်ငံမှာပထမဆုံးခွဲစိတ်မှုအောင်မြင်သွားခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့လူရည်ရဲ့စိတ်ဝင်စားခြင်းကိုလည်းခံလာခဲ့ရတာဖြစ်ပြီးအဲဒီကနေတဆင့်မူလာတန်းအရွယ်မှာတိပြက်ကြိန်ပိုစတာတွေရိုက်ကူးခဲ့ရပြီးလူသိများလာခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီကနေတဆင့်ဇကားတွေထဲမှာပါပါဝင်တရုပ်ဆောင်လာခဲ့ရပြီးပိုစတာတချို့နဲ့ဇကားတချို့မှာပါဝင်တရုပ်ဆောင်ရင်လူချစ်လူခင်ပေါများလာခဲ့ပါအဲ့ဒီကနေနောက်ပိုင်းမှာတော့အကြောင်းအကျောင်းတွေကြောင့်အမှုပညာနယ်ပယ်ကနေအလံဝေးကွာသွားခဲ့ပါပြီ။အခုတခါမှာတော့အရွယ်တစ်ခုကိုရောက်လာခဲ့ကြပြီဖြစ်တဲ့ရင်ချင်းဆက်အမွားကြီးမနှစ်ယောက်ကတော့အသက်30ကျော်အရွယ်ကိုရောက်လာခဲ့ကြပြီးအိမ်တော်ပြုရမယ့်အရွယ်ကိုကျော်လွန်ခဲ့တာကြောင့်အားလုံးကညီမနှစ်ယောက်တော့အိမ်တော်မပြုကြတော့ဘူးလို့ထင်ရခဲ့ကြပေမဲ့ ဒီကနေ့မှာတော့မြန်မာနိုင်ငံရဲ့ရင်ကျင်းဆက်အမွှာ၂ဦးထဲမှာအငယ်လေးဖြစ်တဲ့အီအီငိမ်းမင်္ဂလာဆောင်ပုံလေးတွေကိုလူမှုကွန်ရက်မှာမျှဝေလာခဲ့ရပဲဖြစ်ပါတယ်။အီအီငိမ်းနဲ့အီအီငိမ်းတို့ဟာရင်ကျင်းဆက်အမွှာတွေထဲမှာ၂ဦးစလုံးတန်းမာစွာရှိနေနိုင်ခဲ့ကြတဲ့ပြည်သူအချစ်တော်လေးတွေပါ။အခုအမွှာတွေကအငယ်ဖြစ်တဲ့အီအီငိမ်းကလက်ထပ်ခဲ့တာဖြစ်ပြီးသူမရဲ့မင်္ဂလာညစာစာပွဲလေးကိုကျင်းပပြီးစီးခဲ့ပြီပဲဖြစ်ပါတယ်။ပြက်ကရင်တွေရဲ့အထက်မှာတချိန်ကနေရာယူခဲ့တဲ့မြန်မာနိုင်ငံရဲ့ဒုတိယရင်ကျင်းဆက်အမွှာ၂ဦးဖြစ်တဲ့ အင်းငိမ့်အင်းငိမ့်တို့ညီမကိုတော့90ပုံးနေအနေနဲ့ရင်းနှီးပြသဖြစ်မှာပါသူတို့ညီမတွေထဲမှာအငယ်လေးဖြစ်တဲ့အင်းငိမ့်ကတော့ချစ်တဲ့သူနဲ့ရွှေလက်တွဲသွားပြီပဲဖြစ်ပါအဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်ရန်ကုန်ကအမျိုးသမီးတွေကယူဆိုင်ကြဖို့ကုတွေတောင်ဖက်နဲ့အသက်လူပြေခဲ့ရတဲ့အကြောင်းပြောပြလာတဲ့အဆိုရံတွေဦးမင်္ဂလာပါပရိသတ်ကြီးတို့ရဲ့လက်တလုံးမှာတော့လူပြောက်တွေအရန်ကုန်များနေပြီ ဘသူမှတိောက်တဲသွားဖို့မသိတော်တော်တလို့အားလုံးပဲတတိရှိကြဖို့အစွေတော်တွေကသူကိုတွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်တစ်ခုကိုအခုလိုပြောပြခဲ့တာပဲဖြစ်ပါတယ်အစရောင်တွေကတော့ရန်ကုန်ကအမျိုးသမီးတွေဂီယူဆိုင်ကြဖို့ကိုသူမအဖြစ်ပြက်ကိုပြောပြပြီးတတိပေးလာခဲ့ပါတယ်။မေယူကတော့လွန်ခဲ့တဲ့ရက်တွေကအင်းအားမြိုင်လမ်းပတ်မှာသူမကြုံတွေ့ခဲ့ရတာပါ။ဒါကတော့ရေဦးကအလန်းထိတ်မှာရထားတာကြောင့်လမ်းကြားတွေကနေခြေလင်းလျှောက်လာခဲ့တာပါ။ အဲဒီချိန်မှာသူမဘေးကိုမှန်အမဲအပြည့်ကတ်ထားတဲ့ပေါမောက်လိုကားတစ်စီးကရုတ်တရက်ဆွတ်လို့ရလိုက်တယ်လို့ပြောပါတယ်။အစာပိုင်းမှာတော့သူမကကြောင်သွားပြီးအတွင်းဝင်နေချိန်မှာကားဘက်ပြန်ဆုပ်လာတဲ့မိကိုမြင်လိုက်ရချင်းအနီးရဲ့ကြုံတော့မယ်ဆိုရဲအတိအုံနောက်တဲဝင်လာပြီးစီးလာရဲ့တောက်ဖက်ပါလာတာအသက်လူပြီးနောက်ပြန်လှည့်ပြေးခဲ့ရတယ်လို့မျိုးဦးကပြောပြလာပါတယ်။ကာနာဆုပ်လာတဲ့ပုံကပါကင်ထိုးမဲ့ပုံစံလည်းမဟုတ်သလိုဘေးနားမှာလူသွားလူလာလည်းမရှိကြတော့သူမကဘာမှဆက်မတွေ့တော့ဘဲ ကားရှိရသူနောက်ပြန်လှည့်ပြေးခဲ့တာပါအဲ့လိုနဲ့ကားပေါ်ရောက်ချင်းပြန်ကြည့်လိုက်ချင်းမှာအဆိုပါကားဟာသူမပြေးတဲ့လမ်းထိပ်ကိုပြန်လှည့်လာတာတွေ့ခဲ့ရတယ်လို့ဆိုပါတယ်အဆိုပါနေရာမှာလူသူမရှိသလိုကားမရှိတဲ့မိန်းကလေးသာဆိုဘလို့ပေပုံဖြည့်ရှင်းကြမလဲလို့စိုးရိမ်စွာနဲ့မိခွန်းထုတ်ခဲ့ပါတယ် ဒီလိုနဲ့ကားပေါ်ပြန်ရောက်ချိန်မှာတော့သူမဟာကြောက်လွန်းလို့ပြေးလာရင်အချိန်ကြောင့်ဒူးရှောင်ပြီးငိုယုံနေခဲ့ပါရဲ့လို့ဆိုပါတယ်။တကယ်လို့သာသူမလို့ကားမပါတဲ့သူနဲ့တတိလလွတ်နေမိရဲ့သူဆိုရင်တော့မတွေ့ရကြပါပဲ။အခုလက်ထလုံးမှာလည်းဆယ်ကျော်သက်မင်းကလေးတော်တော်များများပျောက်လာတာကိုလည်းခက်စိတ်စိတ်မြင်လာရပြီးအခုလိုဘလောက်များကြုံနေကြရပြီလဲမတွေ့ရကြပါပဲ။အခုလိုဖြစ်ရမျိုးကြုံရရင်တတိထားပြီးလွတ်ရသားပြေးကြပါ။ဒါကတော့တော်တော်များများလက်တလုံးကြုံနေရတာဖြစ်ပြီး တချို့ကတော့ဟိုတယ်လောကဆိုင်ကဝင်တဲ့ယောက်ျားလေးတွေလည်းကြုံပူတယ်။ဆိုင်ပိတ်ပြီးချိန်သူတို့နှစ်ယောက်မုတ်သွားဝေတော့အာဖက်တစီလမ်းပေးထိုးရက်ပြီးထထောင်မမောက်ယောက်ျားလေးလေးယောက်ဆင်းလာပြီးသူတို့နှစ်ကိုဝိုင်းဆွဲတာကံကောင်းလို့မပါသွားဘူး။တယောက်ကထိုးကန်လိုက်ရတယ်လို့ဆိုပါရဲ့။နောက်တစ်ဦးကတော့ကိုလဲကြုံပူတယ်။နေလေပတ်ကြီးပဲမြင်းဒီကောင်ကနေဈေးဝယ်ပြန်လာတာတယောက်ထဲကားလန်ကူဖို့လမ်းရှောင်းစောင့်နေအောင်အမေရောင်ပေါမုတ်ကားလိုမျိုးကိုရှိကိုရှက်လာပြီးဘယ်သွားမလို့လဲမေးတာ အထင်းမှာလူကြီးက၄ယောက်ကိုမှဆင်းလိမ့်တွေတောင်းနေကြတာအဲ့ချိန်ကားပေါ်ကသာဆင်းလာပြီးခေါ်သွားရင်သွားပြီးမလုံးမချုံဝတ်ထားရလဲမဟုတ်ပါဘူးကိုကခနာကိုတသေးလေးနဲ့ပြန်ခုခံနိုင်မှာမဟုတ်ဘူးကို့အချောင်းဝင်းထဲကိုမနေပြန်ပြေးလာရ යි အနောက်လဲလဲမကြည့်ဘူးကြောင်လုံးလုံးအိန္ဒိကစပြီးအပြည့်တယောက်တည်းကိုမသွားရတာဒါတောင်ကိုနီယာဖိုင်မြို့နယ်အိယကန်အနီးမှာပါဒါကြောင့်အကောင်အစစအညာညာအသွားအလာဂိူးဆိုင်ကြပါလို့ပြောလာခဲ့တာပဲဖြစ်ပါ යි အခုလိုဖြစ်ရမျိုးခုကြည့်နေတဲ့သူတွေရောကြုံပူကြလားမိမိရဲ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည်ပင်လို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်